Chelsea အနေထားကနောက်၃နှစ်ကနေ၅နှစ်အတွင်း Premier League ဖလားကိုစင်ခေါ်နိုင်အောင်မှာမဟုတ်ဘူးဆိုတဲ့ John Terry ပြည်သူများလုံးပဲမိလာပြန်ဘလူးလိုင်းအောင်ကင်းကနေပြန်လဲကြိုးစားလိုက်ပါရင် Chelsea နောက်ခံတော့ John Terry က Chelsea အနေနဲ့လာမယ့်၃နှစ်ကနေ၅နှစ်အတွင်းမှာ Premier League ဖလားကိုလုံးဝစင်ခေါ်နိုင်မှာမဟုတ်သေးဘူးလို့ထုတ်ဖော်ပြောကြားလိုက်ပါရင်ပြီးခဲ့တဲ့ Premier League ပွဲစဉ်နဲ့ဆက်ကိုဖြစ်တဲ့ Arsenal နဲ့ Chelsea တို့ရဲ့ပွဲစဉ်အပြီးမှာ Terry ကအဆိုပါအတိုင်းရှင်းပြလာခဲ့တာလည်းဖြစ်ပါရင်ဒီပွဲစဉ်မှာတော့ Robert Sanchez ကအမှားရုံတွေကိုခက်စိတ်စိတ်လေးကျူးလွန်ခဲ့မိသေးတာပါ ဒါပေမဲ့ဒီချိန်မှာတော့စမ်းချက်ကန်ကောင်းခဲ့ပါတယ်မာရက်စကာကသူ့ကိုနောက်ထပ်တစ်ချိန်ပွဲချိန်ပြေးပေးကစားခဲ့လို့ပါဒီပွဲမှာတော့အာဆင်နယ်နောက်ခံလို့တင်းမဟာချဲစီပရိသတ်တွေကိုပို့ပြီးတော့စေအနောင်ရှက်ဖြစ်စေတဲ့အပြန်အလှန်တုံ့ပြန်မှုနဲ့မာရက်စကာကိုလှောင်ပြောင်းခဲ့ပါသေးတယ်အားလုံးကိုချုံပြီးပြောရရင်တော့အာဆင်နယ်နဲ့ပွဲမှာပြသခဲ့တဲ့ချဲစီသင်းရဲ့ခြေစွမ်းကကောင်းမွန်တဲ့စွမ်းဆောင်ရည်တစ်ခုမဟုတ်ခဲ့သလိုပြင်းပြတဲ့စိတ်ဆန္ဒတွေအဆုံးထိတိုက်ပွဲဝင်မယ်ဆိုတဲ့စိတ်ဓာတ်တွေနဲ့ငါတို့လုံးပြနိုင်တယ်ဆိုတဲ့စွမ်းအင်တွေ ဘာတစ်ခုမှမတွေးခဲ့ရပဲယုံကြည်မှုကင်းမဲ့တဲ့ဟန်မျိုးကိုတွေးခဲ့ရပါတယ်အခုချိန်မှာတော့နိုင်ငံကပွဲရက်ကာလကိုရောက်ရှိနေပြီဖြစ်လို့ချဲစီကစားမများနဲ့မာရက်စကာတို့အတွက်စပါနယ်ပွဲအပါဝင်နောက်ထပ်ပွဲတွေကစားဖို့အတွက်လိုအပ်တဲ့ပြင်ဆင်မှုတွေပြုလုပ်သွားဖို့အချိန်အတိုင်းအတာတစ်ခုရရှိလာခဲ့ပြီဖြစ်ပါတယ်ဂျန်နရီကတော့လူငယ်ကစားသမားတွေကိုခေါ်ယူတာကအကောင်းတယ်ဆိုပေမဲ့စီနီယာကစားသမားတွေမရှိရင်အသင်းကိုဥဆောင်ပေးနိုင်မဲ့သူတွေမရှိတော့ပဲအခုလိုမျိုးရုန်းကန်နေရတော့တာပဲလို့ပြောလာခဲ့ပါတယ် လူငယ်ကစားမတွေကိုခေါ်ယူလိုက်တဲ့အခါတရားကိုစေးပါလို့မျိုးဝိုင်းအတွေ့အကြုံရင်ကစားမတွေကိုဆုံးရှုံးသွားခဲ့ရတယ်။ အသင်းရဲ့စေတပ်ပိုင်းကကြာဆင်းနေချိန်မှာအသင်းကိုအုပ်ဆောင်ပေးနိုင်တာကအတွေ့အကြုံရင်စီနီယာကစားသမားတွေပါပဲ။ရာသီအစပိုင်းမှာတော့ချဲစီကပုံစံကောင်းတစ်ချို့ပြသနိုင်ခဲ့ပေမယ့်တကယ်တမ်းပွဲဆက်များလာလို့အရင်ရဲ့အကြောင်းရင်ဖြစ်လာတဲ့ချိန်တွေပါဆိုရင်ကစားသမားတွေရဲ့ကြာဆင်းသွားမှုတွေကိုဖိမပေးနိုင်တဲ့ဝိုင်းရဲ့ကစားသမားတွေမရှိကြတော့စိတ်တည်းကြစိတ်တည်းကြပြီးယုံကြည်မှုတွေပါလိုက်ကြဒါကကစားသမားတွေရဲ့စိတ်ထဲမှာတောက်လျှောက်ကြီးချောင်းလန့်နေတော့အသင်းကအခုလိုမျိုးပုံစံကောင်းတွေပြပြီးရလန့်ဆိုးနေတဲ့ယုံကန်နေရတော့တာပါပဲလို့တယ်ရီကယခုလက်ရှိချဲစီတဲ့မှာဖြစ်ပျက်နေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးသူ့ရဲ့အမြင်တွေကိုမှ က်ချက်ပေးပြောကြားသွားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ချင်းစီကလမ်းကြောင်းတစ်ခုပေါ်မှာဆက်လက်ရှောင်လန်းနေစေဖြစ်ပြီးအကူပြောင်းကာလကိုဖျက်ဆီးနေရတဲ့အကြောင်းကျွန်တော်တို့စီမှာသွားနေတဲ့လမ်းကြောင်းတော့ရှိတာတွေ့ရပါတယ်။လွန်ခဲ့တဲ့20လောက်ကကျွန်တော်တို့ရောက်ခဲ့တဲ့နေရာနဲ့နှိုင်းရှင်ပြီးပြောရမယ်ဆိုရင်ကျွန်တော်တို့ကရှိတဲ့နေရာကိုမရောက်ရှိသင့်သေးဘူးလို့ပဲပြောရမှာပါ။ဘာရဲ့ပြောပြောပါဒါကအကူပြောင်းကာလာပါကစားမဟောင်းနေတဲ့ Chelsea ပြည်သက်တွေအနေနဲ့လက်ရှိဖြတ်သန်းနေရတဲ့အခြေအနေတွေကိုအတိုင်းအထက်အလွန်စိတ်ရှည်ပေးနိုင်ကြဖို့လိုပါတယ်လို့ Terry ကပြောခဲ့ပါတယ် ်ကျဲစီအသင်းရဲ့အနေထားကလာမယ့်9နှစ်လောက်ပြီးရင်အနေထားတစ်ခုစီကိုရောက်ရှိလာနိုင်မှာဖြစ်ပြီးအဲ့ဒီအချိန်မှာသူနဲ့မဟုတ်လို့တခြားသူနဲ့ဆိုရင်လည်းကျဲစီကစူပလာရင်စိန်ခေါ်ရယူနိုင်တဲ့အသင်းမျိုးဖြစ်နေမှာဖြစ်ကြောင်းမာရက်စကာကပြောပါရင်ဒီစကားကိုတယ်ရီကလည်း၆ခံပါရင်တယ်ရီက ျွန်တော်အမြင်အရလက်ရှိမှာပရီးမီးယားလိဘလောက်ကိုချဲစီကရှင်ပြိုင်နိုင်တဲ့အရေးသွေးမျိုးမရှိသေးဘူးလို့ပြောမှာပါပဲဒီဘလောက်ကိုစင်ခေါ်နိုင်ဖို့အတွက်နောက်ထပ်အချိန်၃နှစ်ကနေ၅နှစ်လောက်အထိစောင့်ဆိုင်းရအောင်ပဲထင်ပါတယ်ဒီကာလအတွင်းမှာအသင်းကိုတစင်ချင်းနဲ့စနစ်တကျတည်ဆောက်သွားဖို့လေလိုရာဘောလို့သူ့ရဲ့အမြင်တွေကိုပြောကြားသွားခဲ့ပါတယ် ပရိသတ်များအနေနဲ့ကရောချဲစီကနဝင်ခံစင်မှုကြီးတယ်ရီရဲ့စကားတွေအပေါ်ဘယ်လိုများမြင်မိကြပါသလဲလက်ခံပေးလို့ရတဲ့စကားတွေများလားမိမိတို့ရဲ့ထင်မြင်ယူဆအကျက်လေးတွေကိုလည်း comment ကနေပြောပေးခဲ့ကြပါဦးခင်ဗျာဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရယ်ခင်ဗျာ